နတ်တွေကသူတွေရဲ့သူ့လောကကိုပထမစိတ်ဝင်စားတယ်ကိုနဲ့မပတ်သက်ဘူးလို့ထင်ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလုံးပတ်သက်ဖို့ရှိတယ်ဘာဖြစ်လို့လဲဆိုလူပြိမာကုသကောင်းမှုတို့ပြီနတ်ပြည့်ရောက်သွားကြတာဆိုတော့သူ့လောကအေးကိုနတ်တွေကပိုစိတ်ဝင်စားတယ်တို့ပြောသူ့ပြည့်ကစီးပွားရှာလို့ကောင်းတယ်အမပြေလူတွေတော့ထိုင်းတို့ဒီနာသွားရှာနေကြစီပွားတန်တွေကတော့ သူပြည်ကိုစီးပွားရှာကြသူပြည်ကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြည်မှာဘုဒ္ဓကိုချီးပြီးချမ်းသာတော်တာနေတော့ကြစီးပွားရေးအောင်မြင်တဲ့ပုဂ္ဂိုလ်ရရောက်တာဆက်ဆက်မှုတွေရှိတယ်တနေရာထဲမှာတဘွားတည်းငဲနေကြတာမဟုတ်ဘူးနတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလုံးကိုပြရတယ်ရသမြာဟောတဲ့ထိုးထိုးသားတကားလေးတွေပါနဲ့နတ်တွေကြောင့်ထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြဝေပါအမြဝေပါဒီဟာအစ်စ်ဒီတိုင်းနေ့တိုင်းရသဗျာအဲ့ဒီလိုဒီဟာတိရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမြတ်ဝေပါတဲ့လူတွေလည်းမြတ်ဝေကြတာပဲသို့သောကိုမြတ်ဝေတာကိုသိတဲ့လူကကိုမိတ်ဆွေအနိပါပဲရှိအဲ့နဲ့ပဲရှိနော်ကိုမြတ်ဝေတာကို စောင့်စမ်းမျောလင့်နေတာကတော့လက်တိပဲကုသကမှုလုပ်ပြီးတော့လက်တိရစောင့်စမ်းမျောနေဒါလူတွေကမသိဘူးအဲကြောင့်မလို့မြတ်စွာဘုရားနေရာတိနေပြီဆိုလို့ရှိရင်ကုသကမှုလုပ်ပြီးလက်တိကိုမြဝေပါတဲ့အမြဝေလို့ရှိရင်လက်တိရမေတ္တာကိုရပါဒါမှန်လေလေလူတော်မဖိတ်တွေ့လဲလို့ရှိရင်မေတ္တာရောက်သွားတာတိရစ္ဆာန်ကျပိုတိတာလေအဲ့တည်းခွေတောင်ကျွေးလို့ရှိရင်လေကိုမြေအမင်းနဲ့ တွေးစားတည်တယ်အဲ့တော့လက်နေလဲကုလို့ဖိတ်ပြီးတော့အမြတ်နဲ့ဘေးဝေးလိုက်တဲ့အခါမှာသူတို့ကျင်းတတ်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီး ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲကြုံရတယ်မကောင်းတာမကြုံဘူးပြည့်စုံသက်စုံမကြုံတော့ဘူးလို့သူတို့ဆိုတယ်